ဟုတ်ကျွန်မတို့ကလေဒီ Messenger ကနေပြီးတော့မှ skin care တွေလာလာမေးကြတယ်ကျွန်မဒီကနေဆိုမဖြေပါဘူးရှင်အာဖြေလို့လည်းမကောင်းပြီးတော့ပုံပို့ရင်လည်းအဆင်မပြေဘူးချစ်တော်အဲ့တော့ skin care လိုချင်တဲ့သူတွေကကိုယ့်ရဲ့ Viber ဖုန်းနံပါတ်ကိုပဲခြံထားပေးလိုက်ပါကျွန်မလာအပ်ပေးပါမယ်အော်ဒီကျွန်မတို့စီကိုလာအပ်ပြီးတဲ့အခါမှာကျွန်မတို့ရဲ့ page မှာမြန်မာပြည်မှာရောင်းနေတာနဲ့ကျွန်မတို့ရောင်းနေတာနဲ့ဘာတွေကွာခြားလဲလဲလေ့လာလို့ရပါတယ် ကျမတို့ကတော့တကယ်ဆိုင်ပေါ်တင်တဲ့ပစ္စည်းစစ်စစ်အားလုံး tax ပြီးပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့မှားရနေတာတော့ဖူပေါက်တာတော့ဝက်ချန်နေလို့လုံးဝဖြစ်စရာအကြောင်းမရှိပါဘူး။ကျမတို့ကမကြေညာပဲနေတော့မှသူဟာနဲ့သူအေးစစ်စစ်ပါပဲ။ကျမတို့မှန်မှန်ကန်ကန်ပဲလုပ်ပါရယ်။အဖေရံဆိုကုန်တိတ်ခါအဓိကဖြစ်ပါရယ်။အဲ့တော့ကိုထမင်းကျွေးနေတဲ့လုပ်ကိုလည်းတာဝန်ကြီးတယ်လို့ဂုံတိတ်ခါလည်းနံပါတ်1ရေးကြည့်ပါရယ်။ဒါကြောင့်မလို့မှန်မှန်ကန်ကန်နဲ့ပဲ လုပ်တယ်ကျမတို့က sign တင် လုံးဝ authentic ကိုမှလေသူ့ထက်တရားရာခိုင်နှုန်းတသိန်းရာခိုင်နှုန်းတော့ဆက်သေးတယ်လုံးဝ tax ပြီးသားနော် tax ပြီးသားတွေကဈေးကြီးပြီးမဲ့ကျမတို့တွေက sign မဝယ်တယ်ဆိုရင်30%အဲ့လိုတွေလျှော့ပါတယ် တချို့ဆိုရင်1 + 1 50% stay လည်းရှိတယ်1 + 1ဆို1 + 1ဈေးနှုန်းပေါ်မှာပဲကျမတို့ကရောင်းပေးတာ30%ဆိုလည်း30%ဈေးနှုန်းပေါ်မှာလည်းရောင်းပေးတာဖြစ်ပါတယ်ကျမတို့မှမကန်ကန်ပဲအလုပ်လုပ်တာဖြစ်ပါတယ်ခက်ပြက်ကြီးတယ်မှာမချမ်းသာချင်ပါဘူးပြီးတော့ဈေးတွေလာမတက်ပါဘူးဒါကြောင့်လဲဆိုတော့ကျမကကိုရီးယားရဲ့ငွေဈေးပုံမှာပဲမူတည်ပြီးတော့ရောင်းပေးတာဖြစ်တဲ့အတွက်ကျမတို့တက်เสียအကြောင်းရှိပါဘူးမြန်မာပြည်သားရှောက်တက်နေရပါအဲ့တော့အဲ့လိုရှောက်တက်လိုက်တဲ့ရတာပတ်စံနေနဲ့ အမျက်တွေအများကြီးတင်ပြီးတော့ပြန်လှူတယ်လှူတော့တာတူတွေခေါ်ကြတယ်ရောမြန်မာပြည်ကမင်းမဲ့အတိုင်းပြည်ဖြစ်နေလို့ဖြစ်ပါတယ်ကိုရီးယားမှာလောက်တတီစီးမတက်ပါဘူးဒီ3.1ဆိုတာကတော့အရင်အထက်ဆိုင်တော့မှယော့တောင်သွားသေးပါတယ်။ယင်က4.4လောက်ထိ4.5လောက်ထိတောင်ကျမဝယ်ရတာငွေယူလေ။အခုက3.1လောက်ပဲ။ဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှတက်စရာလည်းအကြောင်းမရှိဘူး။ Refighting ပါအားလုံး ကျွန်မတော့ကျွန်မ page တဲ့ဝင်ပြီးတော့လေ့လာလို့ရတယ် mail လို့လည်းရတယ်ပေါ့နော်တချို့ကကျွန်မကိုကြောက်ကြတယ်ကျွန်မခက်ပြက်ပြက်ပြောလို့ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့တို့လိုချင်တာကိုကျွန်မရောင်းမပေးပါဘူးသူ့အသားရင်နဲ့တင့်တော်တာကိုပဲကျွန်မပေးတာဖြစ်ပါတယ်ကျွန်မတို့က skin doctor လို့တောင်ပြောလို့ရတယ် skin doctor ပေါ့သူ့ရဲ့သူပြောလာတဲ့အသားရေပေါ်မူတည်ပြီးတော့ကျမတို့ပေးတာဖြစ်ပါတယ်ကျမရှိမှကိုလိုချင်တာကိုဝယ်လို့မရပါဘူး ုလိုချင်တာဝယ်မြန်မာပြည် skin care တွေမထုတ်လုပ်တဲ့အခါကျမှားနိုင်တယ်မှားရင်ကုလိုချင်တာဝယ်ပြီးတော့အထက်နောက်ထပ်ထပ်ထပ်ဝယ်ခြင်းနေပတ်စံရှိတဲ့ဆိုဝယ်ပေါ့အခုကမြန်မာပြည်ရဲ့အခြေအနေကအမားရဲမခံနိုင်တဲ့အခြေအနေဖြစ်နေတယ်ပြီးတော့ကိုယ်နိုင်ငံကလည်းဒီ skin care တွေမထုတ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်ဈေးကြီးမိနိုင်တယ်ဝယ်လိုက်ပြီးတဲ့အခါမတုံးရပဲနဲ့ဖြစ်သွားမယ်ကိုယ်သားကြီးနဲ့မတည့်တာဖြစ်သွားမယ်ကျမအဲ့လိုမျိုးဖြစ်မကန်နိုင်ဘူးကျမနည်းနည်းကုတ်စီးတဲ့ထဲမှာပါပါတယ် ကျွန်မတုံးနေမဖြုံးပါဘူးဒါကြောင့်မလို့မှမကန်ကန်ပဲလုတ်ပေးပါတယ်အသားရည်တိတိကျကျတာလာပြောရင်တော့ကျွန်မလုတ်ပေးနိုင်တယ်အသက်ရွယ်လည်းလိမ်လို့မရပါဘူးအခုလက်ထက်မှာကောလိပ်ဂျင်အသက်28နှစ်ကောလိပ်ဂျင်တောက်ချင်လို့ရောင်းမပေးသေးပါဘူးအသက်30လောက်မှတောက်ပါဖြစ်တော့မလို့ကဖဲနဲ့မတောက်ပါနဲ့ဟုတ်ကဲ့